ကိုကိုအမတ်တမဲမနေနဲ့ငါလုံးနေတာကံနေလုံးနေတာကောင်းတဲ့ကံလားဆိုတဲ့ကံလားသိဖို့လိုတယ်ပေါ့စိတ်ကူးယုံနေတယ်မဲအကုသိုလ်ဖြစ်တာရှိတယ်စိတ်ကူးယုံနေပဲကုသိုလ်ဖြစ်တာရှိတယ်အဲ့ဒါကိုသတိထားဖို့မနောကံဆိုတာအလွန်သိမ့်မွေးတယ်စေရဏဟံဘိခွေကမ္မဝရမိလို့ဆိုကြတော့လေပဲစေရဏတခုတည်းကိုကံပြောတာမဟုတ်ဘူးမနောကံတို့ကြတော့စေရဏမပါဘဲနဲ့လည်းကံဖြစ်တယ်နော် အထူးသဖြင့်တိမ်မွေးတဲ့မနောကံအကုသို့ဟာလိုက်လို့ဆိုလို့ရှိရင်အလုံးကိုတိမ်မွေးတယ်တမလွန်ဘဝကိုမယုံပါဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတဲ့မိစ္ဆာဒိဋ္ဌိအမြင်ပဲဖြစ်တယ်နော်မိဘကိုပြည့်စုံလို့ကျင်းလို့အကျိုးရှိပါဘူးမိဘကိုစော်ကားရင်လည်းအပြစ်မဖြစ်ပါဘူးလို့နောက်ဘဝဆိုတာမရှိဘူး ုသောအောင်သူတို့ရဲ့အကျိုးမရှိဘူးလို့ဆိုရဲဒီအမြင်ကိုကိုယ်အမြင်ကိုဒီလက်တွေ့ကြတဲ့အမြင်တို့ထင်ကောင်းထင်နေကြလိမ့်မယ်အဲ့ဒီအမြင်မျိုးကိုလက်ခံယုံကြည်ကျင့်တတ်ပြီဆိုရင်တော့အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲမနောကနဲ့မိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိကစေရနာမပါပေမဲ့ကံဖြစ်သွားအဲ့ဒီကံကအဆိုးဆုံးကံလို့တို့မှတ်ရအောင်။အဲ့မနောကံနဲ့မှပဲသူများပစ္စည်းကိုကြည့်ပြီး လောဘတက်ပြီးကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အတွေးတွေအပိ္ပာကိုယ်နဲ့မတည့်တဲ့လူတယောက်ဒီလူဒုက္ခရောက်သွားရင်ကောင်းပါပဲခုခေတ်ဆိုရင်တူတယောက်ဒုက္ခရောက်ဖို့အတွက်တန်ရတယ်တောကြတယ်ခေတ်စကားနဲ့ပြောကြရင်အချွန်နဲ့မကြတယ်လို့ဆိုမျိုးတွေပေါ့နော်ဒုတိယဒုက္ခရောက်အောင်ချွန်တွန်းလောက်တာတရားအဲ့ဒါတရားဒီ စိတ်ထဲကဖြစ်ယုံနေတယ်ဒီလူဒုက္ခရောက်တော့ပါစေဆိုရယ်စိတ်ထဲကဖြစ်ယုံနေပဲဖြာပါထားဆိုရယ်ဒေါသအကုသကဖြစ်တယ်အဲ့ဒါစေရနာမဟုတ်ဘူးဒေါသကဖြစ်တယ်လောဘကလည်းပဲကံဖြစ်တယ်ဒေါသကလည်းကံဖြစ်တယ်ဒိဋ္ဌိကလည်းကံဖြစ်တယ်